မြန်မာနိုင်ငံရဲ့စီးပွားရေးကပုံမှန်ပြန်မဖြစ်နိုင်တော့ဘူးလို့ခံမှန်းတဲ့အထိကြာဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ပြီးတော့လည်းနိုင်ငံတကာစီးရေးသူတွေတွေကလည်းပဲလက်ရှိတပ်ဖက်ဖက်စစ်မင်းအောင်လိုင်းအတင်းအဓမ္မအာနာလူယူကာကွယ်ဦးစီးချုပ်လုပ်နေတဲ့ဖက်စစ်တပ်ကြီးဟာလည်းပဲလုံးဝပြိုကွဲမဲ့အဆင့်ကိုရောက်ရှိနေပြီးနှီးကပ်နေပြီးတော့ခံမှန်းလာကြပြီဖြစ်ပါတယ်။ဘာကြောင့်လဲစစ်စည်းကမ်းတွေကျိုးပြက်ပြီးတော့ဤသူထောက်ခံမှုလုံးဝမရတဲ့စစ်တပ်ဘလို့မှ ဒီမီဒီရီမှာဆက်လက်အသက်ရှင်ခွင့်မရှိလို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါလူငယ်တွေရဲ့စိတ်ခံစားချက်တချို့ကိုအလေးထားစဉ်းစားပြသကြပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့လူငယ်တွေရဲ့စိတ်ခံစားချက်တွေကိုအလေးထားပါတယ်။သူတို့တွေလည်းတန်ဖိုးထားပါတယ်။သူတို့တွေပေးဆက်ဆွလွမှုလည်းတူနိုင်မဲ့သောဂုဏ်ပြုခြင်းမျိုးနဲ့ကျွန်တော်တို့ဂုဏ်ပြုပါတယ်။နော်။ message message လေးတခုရောက်လာလို့ကျွန်တော်အကြောင်းပြန်ပေးတာပါ။ပြီးတော့ကျွန်တော်ဆက်ပြောပြရစီလက်ရှိ အကြံဖက်ဖက်စစ်စစ်ကောင်စီရဲ့လက်ထက်လေရောက်ကုန်နော်တာမန်နော်ခီးသွားလာရတဲ့အချိန်မှာအရင်တော့ချောချောရှူရှူနဲ့အားလုံးဘာမှလမ်းပေးမှတောင်ရမ်းတဲ့လူတောင်ရမ်းတဲ့လူဆိုတာအချို့အနေချင်းပဲရှိမယ်မော်တော်ဘီကယ်လို့ခေါ်တဲ့ရင်းနှင်းရဲဆိုတဲ့သကောင်းစားတွေလည်းအနေချင်းပဲရှိပြီးတော့လမ်းတကလမ်းစစ်စည်းဂိတ်ဆိုတာနှစ်ထိပ်မော်တော်ယာဉ်အခွန်ဆောင်ရတဲ့ဒီတန်ဖိုဂိတ်တို့ဂျင်းဖြတ်တန်းကဂိတ်ကလွဲလို့ဘာအစစ်စစ်အမေးအမြစ်မှမရှိဘူး ေါ်ဖို့ဝီဝီနဲ့တွာလာနိုင်ခွင့်ရှိတဲ့ခီးဟာအခုနော်အကြံဖက်ဖက်စစ်တဲ့မင်းအောင်လိုင်းနဲ့သူသားသမီးတွေဥယျစီပွားမတရားရှာဖို့အတင်းတမအာနာသိမ့်လိုက်ပြီးတဲ့နောက်ပေါ်လိုက်တဲ့စစ်စေးရေဂိတ်တက်တိုင်း၃၄တိုင်းမှာတကိတ်ဟိုကောင်တစ်မျိုးတောင်းဒီကောင်တစ်မျိုးတောင်းအာနာပြတာလဲရက်ဆက်တောင်းချက်ကလည်းသရောင်းစားကဆရာခေါ်လာတယ်တောင်းကြတော့နေရာတိုင်းမှာလဲ slow down နေနေရာတိုင်းမှာလဲ barricade တွေဆိုတော့ အရင်တုန်းကနော်10နာရီလောက်ပဲသွားရတဲ့ခီးပေါ့10နာရီလောက်သွားရတဲ့ခီးဆိုတာရန်ကုန်မန္တလေးသဘောပေါ့ဗျာရန်ကုန်မန္တလေးကိအထားပါတော့အရင်တုန်းက9နိုင်နဲ့10နာရီပဲသွားရတဲ့ခီးအခုဘယ်လောက်ရှိသွားပြီလဲဆိုတော့အနည်းဆုံး18နာရီမောင်းရတယ်ဇီလဲကုန်တယ်စိတ်လဲဆင်းရဲတယ်လမ်းမှာအဆင်အဆင်တောင်းတဲ့ဂေကြီးတွေစစ်တပ်ဆိုတဲ့ခွေစစ်ခွေစစ်ခွေသရောင်းသားတွေရဲ့အထမတောင်းရမှုလဲမတရားတကယ်ပေးရတယ်နော်ရခင်ကအနေဒီအစိုးရလက်ထက်မှာ 9နိုင်နဲ့10နိုင်ကြာပဲမောင်းနေရတဲ့ခီးကအခုအနည်းဆုံး16နိုင်နဲ့9နိုင်10သွားတယ်ပြည်သူဒီကိုယ်တိုင်ပြောလာကဲဘမလဲ32ပါတီတိုင်းပြည်ကောင်းအောင်ပူးပေါင်းလုပ်ကြပါမယ်ဆိုတော့32ပါတီကအကောင်လူကြီးတွေပထမဆုံးတစ်ချက်နဲ့တင်ခင်ဗျားတို့ရှင်းခင်ဗျားတို့ထောက်ခံပြီးတော့အာနာသိမ့်ဖို့ညှောက်ပေးခဲ့လို့ဖြစ်လာတဲ့နောက်ဆက်တွဲနော်တစ်ချက်ပဲရှိသေးတယ်နောက်တစ်ခါကုံစင်းလုံးနေဘယ်တော့တက်လာလဲ ကျုပ်ဒီလုံးအခု280 300ဖြစ်သွားပြီလို့ကြားသိရတယ်။သိရှိရတယ်။အရင်တော့ဘလောက်မှမရှိဘူး100 120ဈေးက2ဆကျော်တက်သွားတယ်။ဒါလည်းပဲဖြစ်စင်မရောလာဟာစီးပွားသူ့လက်ထက်မှာတက်တယ်လို့မျက်နှာမပြောင်းတိုက်အရှက်မဲ့စွာပြောနေစေဖြစ်ပါတယ်။ပြီးတော့အနေဒီအစိုးရလက်ထက်ကအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့လူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့ဥဆောင်အုပ်ချုပ်မှုအောက်မှာပြည်သူတရားလုံးမေတ္တာရှိတဲ့အစိုးရအောက်မှာမေတ္တာ ရခဲ့ကြတယ်ပျော်ရွှင်ခဲ့ကြတယ်ငြင်းညံ့ခဲ့ကြလွတ်လွတ်လပ်လပ်ရှိခဲ့ကြတယ်ဘယ်ကောင်းမှလည်းအဲစင်းလာမစစ်မကျေနပ်ဘူးလားရက်ွက်ဒီစိတ်မှုရိုင်မှုရက်ွက်အုတ်ချွေးမှုကစာယူနောက်ဆုံးများမကျေနပ်ဝင်ကြီးအဆင့်ထိနော်ဥပြိုးမင်းသိအဆင့်ထိလူလူထွက်ပြောလို့ရတယ်နိုင်ငံတော်တိုင်ပင်ပုဂ္ဂိုလ်တော်ဆန်းစစ်ကြီးလာတဲ့လမ်းမှာအတင်းထွက်တားပြီးတော့တိုင်ကြားစာပေးလို့ရတယ်အခုလိုမျိုးယာယီမှုစေမှုနဲ့မကစေမှုယာဝုနာမှာအနာပြနေတဲ့လူသူတို့ကိုထောင်ထွက်ငယ်ကြီးတော်ဓာတ်ကင်ထားတဲ့လူပါကြောက်နေရတဲ့ခစ် ကြောက်သွားတာတူးတက်တယ်လို့ပြောလို့ရမလားရင်းတော့မဟုတ်တာမမှန်တာမတရားဘူးမှလည်းလုပ်ခွင့်မရှိဘူးလုပ်တယ်ဆိုရင်လည်းဘာသူမှမဆိုပြည်သူကရဲရဲတက်ပြောလို့ရတယ်ပြောခွင့်ရှိတယ်ဒီမိုကရေစီ right အခုပြောဖို့ဝေးကျွန်တော်တို့ကြိုးစားခြင်းနော်ဒီဘလူးပြောရဲပြောထွက်တဲ့ပါဇက်အတွက်ကဲကဲဒီဘလော့ပြောင်းလဲသွားလဲနော်နောက်ပြီးတော့အရင်တော့မမတဲ့အရင်တော့ကျွန်တော်တို့ဘယ်မှအစင်းတိုင်ဆိုင်မှမလိုပဲဟိုကြိုက်တဲ့မြို့ကြိုက်တဲ့ယူပါကြိုက်တဲ့ပြည်နယ်ကမှတ်ပုံလေးလေးသာယူပါစစ်တာလည်းမရှိပါဘူးစေးတာလည်းမရှိပါဘူး စစ်တာဆေးတာမရှိဘူးအဲစင်းတိုင်စရာလည်းမလိုဘူးဘယ်သူမှလည်းကြောက်စရာမလိုဘူးလွတ်လွတ်လပ်လပ်အားလုံးလုံလုံချုံချုံကြိုးတဲ့နေရာဝေးအိတ်ခေါင်းပြောင်းအောင်အိတ်လို့ရပူပြီးတော့ဝမ်းသာစရာကောင်းတာကမြို့ပြတွေနော်ကျွန်တော်တို့ဆိုရင်အိမ်မှာရှိတဲ့မီးယာမြင့်ဆက်တွေအင်ဗတ်တာတွေမီးဆက်တွေအကုန်လုံးအတုံးမဲ့ဖြစ်သွားတယ်ဘာလို့လဲဆိုမီးမှန်နေတာကိုရေးမှန်နေတာကိုဒေါ်ဆန်းစစ်ကြီးရဲ့ NLD ဆိုရလက်ထက်မှာမီးမှန်နေပြည့်မယ်ဆိုအခိုက်အတန့်ခဏလေးပဲ7:55မိနစ်နိုင်ွက်ပြပြန်လာတယ် ျွန်တော် inverter လည်းမလိုဘူး။ဒီအမြင်စက်လည်းမလိုဘူး။မီးစက်လည်းမလိုဘူး။အခုကြည့်မီးစက်လိုတာတောင်မှမီးစက်အတွက်73စီဓာတ်စီဒီဇယ်ဝယ်ဖို့ဗါတယ်။မီးစက်ကြီးပါတယ်လာမှဝယ်ခွင့်ရတဲ့ခေ။ကဲခွေးသရောင်းစားမင်းအောင်လိုက်လက်ထက်တိုးတက်လာချက်ပြောပါတယ်။နော်။ဒါလည်းပြောဆောက်ရက်မဲ့ပြောသေးတယ်သူ့လက်ထက်မှာတိုးတက်လာပါတယ်။ထပ်ပြောစရာအများကြီးအများကြီးအခုဆိုရင်ရန်ကုန်ဘယ်နာသွားသွား ြည်သူတွေကောင်းကောင်းသိမှာပါမန္တလေးတော်တော်များများနေရသိမှာတောင်းစားတဲ့ဟုတ်ပြီဗျ message တွေကလည်းကျွန်တော်ကိုပြောပြနော်လက်ရှိကြုံနေရတဲ့ဟာကိုကျွန်တော်အများပြည်သူသိအောင်မှတ်တမ်းတစ်ခုနဲ့ကြည့်အောင်ကျွန်တော်ပြောပြောပြပြောပြပေးသွားမယ်အခုဆိုရင်နဲ့ရန်တော်လန်းလာပြည်သူတွေရင်ဖွင့်တယ်မယ်နော်အရင်တော့ဆိုရင်နော်ဒီ guarder gate တွေလည်းမရှိသလိုတောင်းရမ်းတဲ့ uniform ဝတ်တွေလည်းမရှိဘူးမီး point တကမီး point တွေမှာတောင်းစားနေရဆိုရင်ကလေးသူငယ်တွေတက်ကြီးရွယ်တွေလည်းမရှိဘူးမရှိသလောက်နည်းခဲ့တယ် လုံးလုံးမရှိတော့မဟုတ်နည်းနည်းရှိတယောက်စားနှစ်ယောက်စားဥမာကြိုက်ကစားလုံးမိဘွားမျိုးနော်ဒီရွှေရွှေကုန်တန်းလုံးမိဘွားမျိုးရင်တော့တယောက်စားနှစ်ယောက်စားအခုကချစ်ကလေးအိုးလိုက်တချို့ဆိုရင်အဲ့ဒီတက်တိုင်းဘီနာလေးရအစ်စ်ပင်အောက်ဒီမှာတခါရဲဒီတိုင်းမိသားစုလိုက်အိတ်မကြဂုံးကျတော်သားအောက်ဒီမှာမိသားစုလိုက်ဒီအိတ်မကြဘလောက်တနာကြေခွဲစရာကောင်းတဲ့အနာကပျောက်ဆုံးမှုတွေလဲဖက်စစ်ငရဲခွေးမင်းအောင်လိုက်လက်ချက်ကြောင့်ပေါ်ပေါက်လာတာလေတိုင်းမိသားစီးပွားရေးကောင်းနေမယ်ဆိုရင်ပြည်သူပြည်သူချင်းကူညီဆောက်ရှောက်ရမ်းပင်းခြင်းနဲ့စင်ရသားနင်းပြား နေကြတဲ့လူထမ်းသားတွေကိုဆွဲခေါ်တင်မဲ့စီစဉ်ကြီးတွေနဲ့ကျွန်တော်တို့ဆင်းရဲသူပပျောက်ရေးမုတ်ချမတွေ့ဒီ2021 2020ဒီ6ကျွန်တော်တို့လုံနိုင်မဲ့အခြေအနေမှာအခုတော့ငရဲခွေးမင်းအောင်လိုင်းလက်ချက်ကြောင့်ပြည်သူမျိုးများစွာတန်းနေချီအိုမဲ့အိမ်မဲ့အရိဒုက္ခရောက်သွားကြရရှာပြီဖြစ်တယ်နော်ပြီးတော့လေဒီကုံစီကုတန်းရောင်းဝယ်မှုအခြေအနေတွေသူပေးလိုက်ရတဲ့အခွန်တောင်းလိုက်ရတဲ့ပေးဆောင်လိုက်ရတဲ့စက်ကြီးညီမျိုးမျိုးနဲ့နော် နီးမျိုးမျိုးနဲ့အကုန်သွယ်မှုအခွန်ခဒေါ်လာဒေါ်လာလည်းမဖြစ်မနေသူတို့ကိုရောင်းရမယ်ဆိုတော့ချက်တိမှုအကုန်လုံးမှာပုံတယ်လေဒုက္ခရောက်ဒုက္ခဘယ်လောက်ရောက်လဲဆိုတော့အခုဒီရဲ့ဘိုင်းမဲ့ကြည့်ပါနော်ဒေါ်လာဈေးမတိမငင်ဖြစ်လို့တဲ့ကျွေးလုပ်ငန်းရှင်အနေနဲ့ငွေကြေးလုပ်ငန်းရှင်အရောက်တရာလောက်ဖမ်းဆီးထိန်းသေးတယ်ပြတူဆောက်သုံးမကြလို့တိုင်းပြည်ပြည့်စီးပွားပြက်လာတာကိုမပြောဘူးလုပ်ငန်းရှင်တွေကိုဖမ်းဆီးပြီးတော့ဒီအရေးယူတယ် ီးတော့လေပြင်းတစ်ပြောင်းတက်ပါမယ်โอเคဒီနေ့လွတ်တယ်မနေ့ကပြန်သွားထက်ဘာလဲတူလေဥပဒေနဲ့ညီဖန်းစည်းနေတယ်ဆိုတော့လည်းလုံဆောင်ချက်လုံးဝမဟုတ်ဘဲနဲ့ပြန်ပေးဆွဲမတရားဖန်းထားပြီးပြန်ပေးဆွဲငွေကြေးတစ်ဖက်လက်နဲ့ပေးရင်ထောင်းအပ်ပြန်လွတ်မယ်ဆိုတော့ဥပဒေမဲ့သောဖြစ်စဉ်ကိုမင်းအွန်လိုင်းကပေါ်ပေါ်ထင်ထင်နဲ့ကဘာကိုပြသလိုက်တာဖြစ်တယ်စစ်ခွေးတွေကလေသမားဓာတ်မြေဩဇာနဲ့အိတ်တဲ့ဩစံနေသူတို့တောင်းခံရတယ်ဓာတ်မြေဩဇာတွေတောင်းခံနေရတယ်ဆိုတော့အကြောင်းမှပြောနေတယ်စစ်ခွေးတွေက စံဒီအတ္တမတောင်းနေတယ်ဓမ္မယောဇာတွေအတ္တမလူနေတယ်တဲ့နော်ဘယ်လောက်ထိသူတို့တွေလူကျမ်းလာလဲဆိုတော့ဓမ္မယောဇာတော့မချမ်းဘူးလူလာတယ်တဲ့စိတ်ခွေးတွေရတယ်နော်အပြည်သူတွေကလည်းအများကြီးမဆစ်တွေပို့လာပါဆက်ပြောပါမယ်နော်ဆက်ပြောပါမယ်အရင်တော့ကပေါ့အမျိုးသားဒီမိုစီဖွဲ့ချုပ်အစိုးရလက်ထက်မှာတလားလုံးပေါင်းမှာတဲ့ဒါလက်စစ်ဝန်ထမ်းတွေဘက်ကပြောလာတာနော်တလာလုံးပေါင်းပေါင်းမှာရန်ကုန်မြို့လိုချက်ချာနေရာဒီမှာမီးပြတ်ချိန်ဟာတဲ့6နာရီလောက်ပဲရှိခဲ့ပါတယ်တဲ့ တလားလုံးပေါင်းမှမိပြချင်ရအော် US 1100ကျပ်တုံးကអော်ခဲ့တဲ့လူတွေအခုဘယ်နာသွားတည်နေလဲတဲ့ US ဒေါ်လာကို1100ကျပ်တုံးကဈေးတက်ပါပြီဆိုပြောခဲ့တဲ့လူတွေတဲ့ဘယ်နာသွားတည်နေလဲတဲ့เนาะပြည်သူကလည်း message ပို့ပါเนาะအင်းအင်းတို့ကတလားလုံးပေါင်းမှမိပြချင်6နာရီပဲရှိခဲ့တာတဲ့အခုတရက်ကိုမိပြချင်7နာရီအထက်တဲ့အရင်တော့တလားလုံးပေါင်းလို့မှ6နာရီလောက်ပဲပြတ်ခဲ့တာဒါတော့မှเนาะတော်တော်လေးကိုသူတို့ ဟိုကတောင်းပန်ပါတယ်။တစ်ခါလုံးနေမှာ6နာရီပဲပြက်ခဲ့တာစုစုပေါင်းပြက်ချိန်6နာရီ။အခုကတရက်ကို7နာရီအထက်ပြက်ချိန်ရှိတယ်။ကဲဖက်စင်ငရဲခွေးမင်းအောင်လိုက်ဘလောက်ဆောက်သုံးမကြနဲ့။ဒါလည်းသူထောက်ခံနေတဲ့လူဒန်းစားရှိနေသေးတယ်။သူလည်းတလဲရဲ့မီးပြက်ချိန်6 7နာရီအထက်ကိုခံစားနေရမှာပါပဲ။နော်။နေတော့ကရက်ခွေးမျိုးနေနေစုံနေဖျားတွေတရားဥပဒေစိုးမိုးခဲ့ပါတယ်။အခုတော့တဲ့နော်။ရဲစခန်းရဲ့ပတ်လည် ပပလေတော့သူတို့မစိုးမနိုင်တော့ဘူးတဲ့။ဘယ်နှုန်းကနော်ရက်ွက်မြို့နယ်နေစုံနယ်ပြားတွေဒီတရားဝီစိုးမိုးပါတယ်တဲ့။ဟုတ်ကဲ့ဒါတွေပြောလို့မကုန်နိုင်ပါဘူးတဲ့ဒီမလာတွေကိုအများဆုံးတမလုံးပို့ပေးပါတဲ့မက်ဆေ့ဝင်ရေးပါတယ်နော်။အဲ့တော့အခုကရဲစခန်းဆိုတဲ့ရဲတော်မှသူ့စခန်းအပြင်ဘက်ကိုသူမစိုးမိုးနိုင်တော့ဘူး။ပေးဒီကာရားတယ်ကျွန်တော်တောင်တကုံရေစကန်လက်မအမြဲတမ်းသွားထိုးတိုင်းပပလက်တိအချကြည့်ခဲ့ရေတက်ဖွဲ့သူစကန်ကိုသူအသေးအံကာဝယ်နေရနေထားရောက်ပါတယ် က်စက်ငရဲခွေမင်းအောင်လိုင်းရဲ့ဆွမ်းဆောင်ရည်အကဲဖြတ်ချက်တခုပါပဲအရင်တော့ကတဲ့နာယီလူတယောက်ကွယ်လွန်သွားတယ်ဆိုတော့နာယီတခုဖြစ်လို့ရှိရင်တဲ့ဘလွန်ဆုံးနော်နာယီတကြူတဲ့စီးဒီတေပူတဲ့အကောင်ပါညာစီးတွေတသိန်းခွဲပဲကုန်ကြပါလေတဲ့အခုနာယီတခုဖြစ်သွားရင်စီပင်ကြီးတခုတည်းပဲ၅သိန်းနဲ့အထက်မှာရှိပါကဲစီပင်ဆိုတဲ့လရသူလည်းဘာမှတေသွားတဲ့လူတွေသူဘာလုပ်ပြရလို့လဲဟောတေသွားပြီမိသားစုက တချို့ခွင့်ရဖို့ဘော်ဒီထုတ်ခွင့်ရဖို့တချို့လက်မှတ်တင်းရလက်မှတ်ရဖို့လက်စာကျင့်ပြလက်စာတည်တဲ့လူရှိရတော့မြင့်လာလောက်ဒီဆိုးလဲစီပင်ကဘာဖြစ်လဲတည်တဲ့လူတချို့ခွင့်ရဖို့ငါးသိန်းအထက်ပြီးမှတချို့ခွင့်ရတော့ကဲနေလည်းမကောင်းတည်လည်းမကောင်းတဲ့ခေဖက်စစ်ငရဲခွေမင်းအောင်လိုင်းရဲ့စွမ်းဆောင်ရည်အစ်တစ်ပါနော်အရင်တော့ရက်ကုတ်ထဲမှာမျိုးနေမှုအထိကြောက်စရာမလိုပါနဲ့တဲ့အခုယာယီမှုနောက်လိုက်အကုန်ကြောက်နေရပါတယ်ကဲပြီးပြီးရင်ဖွင့်လာတော့အများကြီးပေါ့ဗျာ ပြောပြရင်ပြောမဆိုးဘုံတော်တုံးတော်ဖက်စစ်ငဲခွေးမင်းအွန်လိုင်းအ мян ဆုံးကြဆုံးသွားမှာသူဦးစီးနေတဲ့စစ်ရန်နေရာကြီးအ мян ဆုံးပြက်ပြုံးသွားမှာပြည်သူတွေကိုယ်တိုင်ပါဝင်ဖွဲ့စည်းထားတဲ့ပြည်သူ့ကဝေးတက်မလို့ကြီးအ мян ဆုံးတနင်္ဂနွေလုံးသိမ့်ပတ်ပြီးစီးနိုင်မှာဓာကာလာအတွင်ကူပြောင်းရေးအစိုးရလည်းအ мян ဆုံးတပြည်လုံးကိုတရားဥပဒေစိုးမိုးရေးတတ်တော်လဲချက်ချက်ချာချာမှန်မှန်ကန်ကန်လုပ်နိုင်မှာလွတ်လပ်ကန်လမ်းစဉ်မှာတာယာနေတဲ့လူဒန်းစားအသီးသီးအားလုံးလက်ရှိဖက်စစ်တပ်ကလူတွေရော လက်နက်ကင်ပြီးတော့အခုချိန်မှာကုကျစီးပွားရှာစားမယ်ဆိုတဲ့စစ်ဘရင်စိတ်ထားရှိတဲ့တော်လိုင်းရင်ဘန်းပြလှုပ်ရှားလူဒန်းစားအလုံးကောအတိတရားနဲ့အမှန်မြင်မြင်ရှိမှကျွန်တော်တို့အလုံးရဲ့အနာဂတ်တွေကောင်းစားမှာဖြစ်ပါတယ်။အဲတော့ဖက်စစ်ငင်းရဲ့ခွေမင်းအောင်လိုင်းရဲ့စွမ်းဆောင်ရဲ့အကဲဖက်စစ်နဲ့ပတ်သက်လို့ဆက်ပြောရရင်ပြောတဲ့လူသားမောပါလိမ့်မယ်။ပြောစရာတွေတပုံကြီးပါ။အဲတော့ကျွန်တော်တို့အလုံးတော်လိုင်းရင်အမှန်ပြီးစီးအောင်ဝိုင်းဝန်းစူးစမ်းရင်ဖက်စစ်ငရဲခွေရဲ့မင်းအောင်လိုင်း ဖက်စစ်အာဏာရှင်စနစ်ကိုထောက်ခုပေးနေတဲ့မန်နိုင်အားလုံးကိုနော်အတိအမြင်မိစ္ဆာဘဝင်ကြိုက်နေတဲ့လူအားလုံးကိုမြမမကြီးကမောင်းထုတ်ဖို့အတူတူစူးစမ်းကြပါစို့လို့လုံစော်ပန်ကြလိုက်ပါစီပြည်သူတွေအားလုံးမှာကျွန်တော်တို့နာကက်တွေပြီးဆောက်ဖို့တာဝန်ကိုယ်စီရှိပါတယ်အာရမမှုတွေဖယ်ရှားပြီးဓမ္မတရားမျှတမှုတွေပြန်ပွားဖို့ကျိုးစားနိုင်ရည်ပြည်သူအားလုံးမှာတာဝန်ရှိပါတယ်။တာဝန်တည်တော်တော်လန်သူပြည်သူအပေါင်းကျိုးစားနေတဲ့ချိန်မှာတာဝန်ရှိပေမဲ့ တာဝန်မတိတယ်လို့နေနေတဲ့လူလေလူလွတ်လူတန်းစားတချို့ကြောင့်တော်လိုင်းရင်ယခုချိန်လောက်ကြာခဲ့တာဖြစ်ပါတယ်။သို့သောမကြခင်အောင်မန်းကတော့ဆင်တော့မှာပါ။သို့သောကြီးမားတဲ့စိုးကျိုးတွေမျိုးပြကြီးတွေမျိုးပြကြီးတွေဖြစ်သွားတဲ့အထိမပေါ်ပေါက်အောင်ကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်ဝိုင်းဝန်းကာကွယ်ပြီးဖက်စစ်ငရဲခွေမင်းအောင်လာရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့နေပြည်တော်ကိုအားလုံးတနင်္ဂနွေလုံးအင်းနဲ့အားနဲ့ we are lua one ဝိုင်းဝင်းပြီးစုပြုံ သိမ့်ပိုက်တိုက်ခိုက်နိုင်မယ်ဆိုရင်တော့ကျန်တဲ့မြို့ပြတွေမန္တလေးတို့ရန်ကုန်တို့ကျန်သောမြို့ပြတွေအထည်နာခြင်းမှသက်တာထောက်ပံ့နေဆိုတဲ့လက်ထောက်ချမှုနဲ့ဖန်စီထောင်ချခံရပါတယ်တဲ့နော်ဖန်စီထောင်ချခံရပါတကယ်တော့တဲ့အဲ့ဒီကျောင်းတိုင်ဘုံကြီးအိန္ဒိယပြန်စာတဲ့ပုံကိုကိုဖန်စီဖို့လက်ထောက်ချတဲ့သူဟာမဆလာခေတုံကဒီရွာမှာပဲနော်မဆလာခေတုံကလူကြီးလုပ်ခဲ့တဲ့အခုတော့အဖိုးကြီးဖြစ်နေပြီပေါ့ဘုံကြီးဝင်နေတဲ့သူကလက်ထောက်ချတာပါအเจ้าပိုင်လူချင်းလို့ပေါ့နော် လက်ထောက်ချပြီးတော့ဖန်ခိုင်းလိုက်တယ်သူကကြောင်းအပိုင်းသိမ့်ဖို့ပေါ့အဲ့တော့ရွာထဲမှာတဲ့နှစ်အိမ်ရှိပါတယ်တဲ့ PDF တပ်ဖွဲ့ဝင်လေးရဲ့နှစ်အိမ်ရှိပါတယ်တဲ့အဲ့ဒီနှစ်အိမ်လုံးချိတ်ပိတ်ခံထားရပါတယ်တဲ့ကျန်တဲ့ရွာသူရွာသားတွေလည်းတုတ်တုတ်မှမလို့ရအောင်ကြောက်နေကြရပါတယ်တဲ့မကွေးတိုင်းမြို့တစ်မြို့နယ်တွေကရွာတရွာကပြီးပို့လာတဲ့စာတရွာလုံးမှာနှစ်အိမ်ရှိတယ်တဲ့အော်တရွာလုံးမှာမှသူရဲကောင်းနှစ်ယောက်ပဲထွက်တဲ့ရွာပါလားရွာလုံးတုတ်တုတ်မှမလို့လဲအောင်ညီနေကြရပါလားဆိုတဲ့အတူကြီးကိုကျွန်တော်ဖတ်ကနေပေါ်ရင်းနဲ့ ျွန်တော်တောင်တကုန်နေမှာနေစဉ်တည်ချုပ်သဘောပေါ့နော်ဘယ်မှမသွားဘူးမြို့နယ်ကျော်ကြီးမသွားဘူးဆိုရယ်နေစဉ်မှာကျွန်တော်မနေ့စောတိုင်း9နိုင်ခွဲ9နိုင်40လောက်ဆိုကျွန်တော်မူလီဝေးလဲမူမလင်းငယ်နေမထွက်ခင်ကျွန်တော်ကလှက်ပတ်ပြီးတော့ရက်ွက်ထဲမှာလမ်းလျှောက်လေးရှိပါတယ်ဖြစ်ခြင်းငယ်အနေနဲ့လူလဲမမြင်အောင်ပေါ့နော်ကျွန်တော်အနေရောစောင့်ကြည့်နေတဲ့စစ်ခွေးတွေရဲ့အနေရောကျွန်တော်လူမသိသူမသိမနေ့စောစောတိုင်းလမ်းထွက်လျှောက်လေးရှိပါတယ်လမ်းထွက်လျှောက်တဲ့ချိန်မှာကျွန်တော်က19ရက်ွက် ကျွန်တော်16ရက်ကွက်ဖက်အများရန်လျှောက်16ရက်ကွက်ဖက်ကိုလျှောက်အောင်ရင်းနဲ့အဲ့လမ်းသွယ်တနေရာမြောက်တိုင်းကျွန်တော်ကအိမ်တိမ်ကိုအများရန်တတိပြုမိတယ်သမီးတစ်ကောင်အိပ်ပချမ်းကိုလည်းလျှောက်တာပါအဲ့အိမ်လေးကတော့ဟောင်းနွမ်းဆွေးမြေပြုပြက်ခံနေပါတိုက်အိမ်လေးပါတိုက်တိုက်တိုက်သမိုးတိုက်အိမ်လေးပါအဲ့အိမ်လေးရောက်ပါဘာကြောင့်ကျွန်တော်အဲ့အိမ်နောက်တမင်တကာသွားလဲဆိုတော့အဲ့အိမ်ရှိမှာကတ်ထားတဲ့ဘီနိုင်းစအနီလေးကိုသွားပြီးတော့ကျွန်တော်သွားကြည့်တာပါဘီနိုင်းစအနီလေးကဘာရေးထားလဲဆိုတော့ อีดีมาနေတဲ့လူတွေဟာပေါ့เนาะအကျံဖက်ဥပဒေဖောက်ပြကျူးလွန်တဲ့အတွက်ကြောင့်မလို့ဒီရင်ကိုဘာပိုင်ညာပိုင်ဖြစ်သိသိမှာဖြစ်တဲ့အတွက်ကြောင့်ဘာလို့ဘာဘဒူးမှမလို့อ่ะရောင်းဝယ်ခြင်းမပြုอ่ะနေထိုင်ခြင်းမပြုอ่ะဆိုဒီနိုင်အကြီးကြီးကတ်ထားတာအင်းလေးကဟောင်းနှံဆွေးမြေးအင်ဗီယာလည်းအဖောက်ခံထားပုံရပါတယ်အင်ဗီယာဝင်တဲ့တကားချက်လည်းရိုက်ဖြတ်ခံထားပြီးတော့အင်ဂျင်ကိုဝင်နေတဲ့လူဝင်ထွက်ချင်တဲ့လူထွက်ကြီးတဲ့ဟာကြီးခိုးဝက်လူရခံထားရတဲ့ပုံပါပဲကျွန်တော်အဲ့အင်ကြီးသွားပြီးလမ်းလျှောက်အောင်တိုင် ျွန်တော်အဲ့ဒီဆိုင်းပုတ်လေးနဲ့အိမ်အိုအိမ်ဟောင်းတိုက်ကလေးလူမရှိတဲ့တိုက်ကလေးကိုကျွန်တော်ဥညွှော်ပြီးတော့ရေရန်အလေးပြုပါတယ်။ဘာကြောင့်ဆိုတော့အိမ်မှာရှိတဲ့မိသားစုဟာသူတို့ဘဝသူတို့အေးဆေးနေရတာပဲ။ဒီဒီဒီအိမ်လေးမှာအိမ်အိုဟောင်းလေးဖြစ်ပါစေ။သူတို့အေးဆေးနေပြီးတော့ဘာတိဘာသာသူများခံကြုံခံခံပေါ့သူများစစ်ကြုံဘဝလဲကိုလည်းစစ်ကြုံဘဝအများခံငါခံဆိုတော့ဘဝနဲ့သူတို့လည်းနေလို့ရတာပဲ။ဒါပေမဲ့သူတို့မနေခဲ့ချင်ဘူး။ တို့အိမ်အိုးအိမ်တွေပြည့်ပြီးမိသားစုလိုက်ဘယ်နေရာဘယ်ဘဝမှာဘလို့ဖြစ်ပြီးတော်လိုင်းလုံနေလဲကျွန်တော်မသိပါဘူးဒါပေမဲ့တို့အိမ်ရှိမှာဒီနိုင်စာကြီးကပ်ပြီးတော့ပိတ်ခံထားတာဒီတို့ရဲ့သူရဲ့ကောင်းမြင့်မြတ်တဲ့စိတ်လေးကိုကျွန်တော်ကဂုံပြူတဲ့အနေနဲ့အဲ့အိမ်ရှိလေးလမ်းလျှောက်ရောက်သွားတယ်ကျွန်တော်ဥညိုပြီးကျွန်တော်လေးပြူပါအဲ့လိုသာဥညိုအလေးမပြူလိုက်ရပဲနဲ့ကျွန်တော်တယောက်ယောက်မြင်မှာဆိုလို့ဖြစ်ဖြစ်ကျွန်တော်မိလို့တော့လို့ဖြစ်ကြော်သွားမိမယ်ဆိုကျွန်တော်အရန်ရှက်တာပြီးတော့လေထပ်ပြီးရှက်တာသူတို့တော်မှာ အိုးပြစ်အိမ်ပြစ်ဘွားပြစ်ပြီးတော့အလုလုံနိုင်သေးတာပဲငါပါလို့အဲ့ဒီအချိန်မှာကျွန်တော်ကလူမျိုးဒေတာကိုထွက်ဖို့ကျွန်တော်ကြိုးစားနေတဲ့အချိန်တော့အမြဲတမ်းပြီးပြီးရည်နဲ့ကျွန်တော်တိတ်တိတ်ဆိတ်ဆိတ်နဲ့ကျွန်တော်ကြိုးစားနေတဲ့အချိန်ငါပါလို့တော်တော်လဲ့လဲ့နဲ့ရဲရင်ငါထိုးဖို့မလုပ်နိုင်ရတာလေကျွန်တော်ကိုကျွန်တော်ရှက်မိသူတို့ရဲ့သူရဲကောင်းပြီးသားတဲ့စိတ်အများပြည်သူတွေဒီလောက်ကြုံပွားကိုဒုက္ခရောက်စွာနဲ့ဖိနှိပ်နေတဲ့စစ်ဖက်စစ်ရန်နေရာကြီးကိုရောက်အောင်တိုက်ဖြတ်မယ်ဆိုတော့ ဒီတူရဲကောင်းတော်လိုင်းသမားစိတ်နဲ့အိုးပြအိမ်ကြီးစွန့်သွားတဲ့အိမ်လေးကိုကျွန်တော်ဥညွတ်အလေးပြုရင်ကျွန်တော်ကိုကျွန်တော်ပြန်မေးတယ်ကျွန်တော်ကိုကျွန်တော်ရှက်ပါတိပါတာနဲ့ကိုယ့်အိမ်မှာကိုဘာမှမဖြစ်လို့နေပြရမှာလို့ကျွန်တော်ရှက်เสียကောင်းနဲ့အောက်တန်းစားစိတ်တဲ့ကျွန်တော်ကိုကျွန်တော်မရှိသင့်ဘူးကျွန်တော်အိမ်မှာကျွန်တော် easy နေကိုကားနဲ့ကိုပေါ့ easy စားတော့ကျွန်တော်နေလို့ရတွတ်တော့ရှက်စိတ်ကခုံးမရဖီးမရကိုကိုကိုခံစားရတယ်ကျွန်တော်တိုင်းပြည်တစ်ခုလုံးစစ်ခွေးတွေရဲ့ဖက်စစ်ဖနှတ်အောက်မှာ အတိဒုက္ခရောက်ပြီးတော့ကြားပြမောက်နေရအဖြစ်အပျက်တစားတစားကြောက်ကြောက်စိတ်တွေရိုက်သွင်းပြီးတော့ဖြည့်ဆည်းခြင်းနေနဲ့နှိမ်နှင်းလာမယ်အဆိုးဆုံးကျွန်တော်တို့ကမြောက်ကိုရီးယားထက်ဆိုးတဲ့ဘဝတွေမကြခင်ရောက်သွားနိုင်တယ်တိတိကြီးနဲ့ဘာမှမဖြစ်သလိုဟန်ဆောင်ပြီးကျွန်တော်အိမ်မှာနေရမှာကျွန်တော်ဘလို့ရှက်မှန်းမသိဘူးဘလို့ရှက်မှန်းမှမသိတာဘသူမှတိတိမသိသိကျွန်တော်ရှက်တယ်ကျွန်တော်ရှက်တယ်ချက်စိတ်တွေပေါ်တယ်ငါဒုတိယဖြစ်မွေးဖွားလာတယ် လူတယောက်ဖြစ်ငါမွေးရပါလွတ်လပ်ခွင့်နေဘူးငါမှရှိပါ යි ကဲနဲ့ဒီဖက်စစ်ငရဲခွေးမင်းအောင်လိုင်းရင်အပေါင်းပါလပားစီစစ်သည်များတွေစစ်တဘုံတွေစစ်တခိုးတွေစစ်မဒိန်းတွေဘလို့ကိုကျင်တရားမှမရှိတဲ့ဖောက်ပြန်သူရက်ဆက်ကြမ်းကြုတ်တဲ့လူမျိုးတုံးတက်ဖြတ်ဗရင်းကောင်တွေလက်အောင်မှာငါတို့ကြောက်ကြောက်နဲ့နေရမှာလားငါလူပဲငါလူငါမှလူခြေလက်ခေါင်းအတွေးခေါင်း ခံယူချက်ယုံကြည်ချက်တတ္တိငါလည်းရှိတယ်။ငါဘာလို့ကြောက်ပြ။အဲ့ဒီခံယူချက်အဲ့ဒီအတွေးနဲ့ကျွန်တော်ရှက်တာအရင်ပဲ။ဘာမှမဖြစ်တယ်လို့မျိုးနေပြရမယ်။အသက်ကြီးသွားတဲ့တနေ့ရောက်ခေဆိုးစနစ်ဆိုးကြီးနဲ့တိုင်းပြည်ကိုဂုတ်ဘူးခွာစီးထားတဲ့တော်လန်ရေးအရှင်အဟွန်ကြီးမှာငါကြောက်တဲ့စိတ်လေးနဲ့ခေါင်းငုတ်ကျိတ်နေခဲ့ပါလား။နောက်တစ်ချိန်ခေါင်းဖော်ပြမဝင်အောင်ငါကြောက်ပြခဲ့ပါလားဆိုတော့သမိုင်း စိုးကြီးကိုကျွန်တော်ရှက်တယ်အဲ့တော့ကျွန်တော်မနေနိုင်ဘူးကျွန်တော်ရအောင်လုပ်မယ်ပြီးပြီးဖန်ခံဖန်ခံအေးထုံနေတော့အကြမခံဘူးရအောင်လုပ်မယ်နိုင်ရာဝင်ထမ်းမယ်ကျွန်တော်တနတ်ဒီကြည်ပုံးနေအလေးချိန်နေထမ်းပြီးမပြေးနိုင်ဘူးတဲမာကြီးချူတဲတဲမာကြီးချင်းနေโอเคလုံနေတဲ့နေရာလုံကျွန်တော်အသက်50နာနီးပြီလုံနေတဲ့နေရာလုံကျွန်တော်သူတို့တွေလည်းတော့ဉာဏ်ပညာတွေအစင်တန်းတွေအတွေးခေါ်တွေမပြေပါဘူးလုံနေတယ်တော့လုံမယ် ုတ်လို့ရတဲ့နေရာလုတ်ဟုတ်ပါ message ရတာမှန်တယ်ကြောက်တက်ရင်နှစ်ခါတည်တယ်ကြောက်တက်တယ်လို့နှစ်ခါတည်တယ်ဘာလို့နှစ်ခါတည်လဲလူလည်းတည်တယ်နာမည်လည်းတည်နာမည်တည်တာပူဆိုးရတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေသူတစ်ဖြင့်အခုဖက်စစ်ရန်နေရာကောင်းကောင်းစီမိုးအုပ်ချုပ်နိုင်နေတယ်ဆိုတော့မြို့နယ်တွေရက်ွက်တွေကြီးရွာတယ်သိကြတယ်အဲ့ဒီဖက်စစ်ရန်နေရာကောင်းကောင်းနေ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 တယ် အုတ်ချုပ်ရည်မှုဆိုတဲ့ဖက်စစ်ဘက်တော်သားစစ်ခွေးဘက်တော်သားတွေပျော်ပါမော်ကြွားနေနိုင်တယ်ဆိုတဲ့ရက်ွက်ကလူတွေအများစုဟာတတိကြောင်နေကြလို့ဖြစ်တယ်ရှင်းရှင်းပဲတတိကြောင်တဲ့လူတွေလူစိတ်မရှိရှက်စိတ်မရှိတဲ့လူတွေနေကြတဲ့အများစုမို့လို့ကျွန်တော်လည်းကျွန်တော်ရက်ွက်ကလေးကျွန်တော်ပတ်ကြည့်တယ်ကျွန်တော်ရက်ွက်မှာတအိမ်စနှိမ်စပဲရှိပါတယ်အခုကျွန်တော်အိမ်တော့ပြေခံလိုက်ရပြီပေါ့ကျွန်တော်ကုန်ယူတယ်ကျွန်တော်ရက်ွက်လေးမှာဒီလိုမျိုးဖက်စစ်ခွေးတွေရဲ့စီးတာပိတ်ချင်းခံရတဲ့အိမ်တစ်လုံးအဖြစ်သွားအောင် ကျွန်တော်လှုပ်ပေးနိုင်ခဲ့တဲ့အတွက်ကျွန်တော်ဂုဏ်ယူတယ်။မိပဲရှို့ရှို့ဘူရိုသာနဲ့ပဲကော့ကော့ကျွန်တော်ဂိမ်းဆိုင်ကျွန်တော်ဂုဏ်ယူတယ်ကျွန်တော်ရက်ကွက်လေးအတွက်အေးကျန်တဲ့ရက်ကွက်တွေလည်းပဲဂုဏ်ယူဂုဏ်ယူနိုင်မှာဂုဏ်ယူတတ်တဲ့လူတွေများလာပါစေနော်ကျွန်တော်အဲ့ဒါလေးပြောချင်တယ်အဲ့တော့လူစင်စစ်ကရှက်သောစိတ်တွေလူတိုင်းမှာရှိနိုင်ကြပါစေလူစင်စစ်အဖြစ်တေးမြေကြီးရှင်ရောသူကပြောတယ် ဖက်စစ်ခွေးတွေအတွက်ကတော့တဲ့တေးရင်မြေကြီးရှင်ရင်ပြည်သူချင်ပါတဲ့အဲ့တော့ပြည်သူတွေကလည်းအမုန်းတရားနဲ့တော်လန်ရေးအတွက်ကိုအဆုံးထိသွားမယ်ဆိုတဲ့ခံစားချက်အပြင်းထန်နေတာရှိပါတယ်အဲ့တော့ကျွန်တော်ကအခုချိန်မှာဒုတိယကြိမ်မြောက်လွတ်လပ်ရေးတိုက်ပွဲကြီးအတွက်တိုက်ပွဲအရှိန်အဟုန်မြင့်ဆုံးကာလတွေဖြစ်တဲ့အတွက်ကြောင့်နှိုးဆော်ခြင်းဖြစ်ပါတယ်ကြွေးကြော်ခြင်းဖြစ်ပါတယ်အားလုံးနိုင်ငံကနေကြာရတာဝန်ထမ်းဖို့လှုပ်ဆော်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်တွေကျွန်တော်တို့ရဲ့လွတ်လပ်ခြင်းတွေကိုကျွန်တော်တို့ကိုယ်တိုင် တိုက်ယူမှရမယ်အချိန်မို့လို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်။노ကြာတတိနဲ့ကျွန်တော်တို့အတူတူအွန်လိုင်းတစ်ခုတခွန်လွှင့်နိုင်တဲ့အထိကျွန်တော်တို့အားလုံးညှုံးကန်ကြပါစို့ဗျာ။